အားလုံးမင်္ဂလာပါဒီနေ့တော့ဒီ platform နေဖြည့်တဲ့အခါမှာသိရမယ့်ဒီ12 tenses လို့ခေါ်တဲ့ tense နော်ကာလအချိန်ကာလကိုဖော်ပြတယ် တန်စနမျိုးကြောင်းအတူချုပ်အရှင်းပြပြသွားပါမယ်အဲ့တော့ပထမတစ်ခုတော့ဘာလဲဆို tense ကပါလဲဆိုရင် tense အချိန်ကာလဟုတ်ပြရဖြစ်ပါအဲ့တော့ပထမဆုံးကအဓိကအချိန်ကာလကြီးသုံးခုရှိပါတယ် present လို့ခေါ်တဲ့ပစ္စုပန်ကာလရဲ့နောက်က past လို့ခေါ်တဲ့အတိတ်ကာလရဲ့ future လို့ခေါ်တဲ့အနာဂတ်ကာလတခုရှိရယ်နော်အဲ့တော့အဲ့ဒီကာလကြီးသုံးခုအတွင်းမှာပဲအဲ အအခြေအနေလေးခုဆိုပြီးတော့မှဒီဘက်မှာ1 2 3 for simple ကတော့ UU ပေါ့နော် continuous ကကျတော့သူက ongoing actions လို့ခေါ်တယ်နေစေဆိုတဲ့ကာလကိုပြတယ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ perfect လို့ခေါ်တယ်ပြီးသွားတဲ့အ ြောင်းရာပြောတာဖြစ်ပါတယ်နောက်တစ်ခုကတော့ perfect continuous ဆိုပြီးတော့မှစုစုပေါင်းအခြေအနေလေးခုရှိမယ်ပေါ့အဲ့ဒီလေးခုနဲ့ဒီသုံးခုနဲ့မြောက်တဲ့အခါမှာ present simple past simple future simple နောက်တစ်ခုက present continuous past continuous future continuous ပေါ့နောက်တစ်ခုကလည်းတူတူပဲ present perfect past perfect future perfect တို့ဒီကောင်းရင်သုံးခုနဲ့ပြန်ပြီးတော့မြောက်တဲ့အခါမှာ12 tense ဆိုပြီးတော့မှတွေ့ရမှာဖြစ်ပါတယ်အဲ့ပထမဆုံးတစ်ခုချင်းအကြောင်းတို့ကြည့်ရအောင်နော်အဲ့တော့ simple simple ဒီပါလဲဆိုလို့ရှင်သူက present simple ဆိုလို့ရှင်အအဓိကကတော့ပါလဲဆိုရင် verb form ပေါ့နော်ဒီ verb form မှာကျမတို့ပါလို့လဲဆိုရင် subject verb agreement လို့ပါတယ်အဲ့တော့ subject verb agreement ကတကယ်လို့ subject က singular subject ဆိုလို့ရှင်ဒီကို domain verb တွေမှာ s e s i n g ဆိုပြီးတော့မှာတင်တော်လို့ထည့်ပေးရမှာဖြစ်ပါတယ် ဒါလေးက present simple ပေါ့နော်နောက်တစ်ခုကကြာပါလဲဆိုရင် past simple past simple ကတော့ပါလဲဆိုရင်သူ့မှာ subject verb agreement မလို့အဲ verb တစ်ခုချင်းစီရဲ့ past tense လို့ခေါ်တဲ့ simple past နော် verb 2ပုံစံဝင်ဖြည့်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ပါလဲဆိုရင် future future လို့ပြောလိုက်တယ်ကျွန်တော်သိရမှာပါလဲဆိုရင် will plus verb 0ပေါ့နော် verb 0ရဟုတ်ရှင်းမလို့ပြောထားပြီးသားဖြစ်ပါတယ် will plus verb 0ဆိုပြီးတော့မှာမှန်ပါမယ်အဲ့တော့ဒါ simple အဲ tense တွေဖြစ်တယ်နောက်တစ်ခုကကျတော့ continuous ဖြစ်ပါတယ် continuous ဒီပါလဲဆိုရင် ongoing လို့ခေါ်တယ်တစ်ခုခုကိုပြုလုပ်နေတယ်လက်ရှိပြုလုပ်နေတဲ့ကာလမှာအတိတ်ပဲဖြစ်ဖြစ်အဲပစ္စုပန်ပဲဖြစ်ဖြစ်ပေါ့နော်လက်ရှိပြုလုပ်နေတဲ့အချိန်ပြောတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ formula လေးကိုကျမတို့မှတ်ရပါမယ်ပါလဲဆိုလို့ရှိရင် b verb ing ဖြစ်ပါတယ်ဒါတော့ ဘတ်ဖော်နေမှာကြည့်လိုက်လို့ရှိရင် buff ing တွေရဲ့အရှိမအမြဲတမ်း buff to be ရှိရမယ်ပေါ့ဒါဆိုလို့ရှိရင် buff to be ဆိုတော့ဒီမှာဒီမှာတည်ပြီးသားဘာလဲ msr was way အဲ့တော့ msr တုံးကတော့ present ဖြစ်တယ် was way က past ဖြစ်တယ်ဒါကြောင့်မလို့ present continuous ဆိုလို့ရှိရင်ဒီမှာတို့ကဒီမှာ msr plus love ing လို့ပြောပြီးတော့မှာ past continuous ဆိုလို့ရှိရင် was were plus verb ing အဲ့တော့ဒီမှာ future မှာတော့ရှင်းတယ် future tense ဒီမှာအကုန်လုံးကဘာကြီးပါလဲဆိုလို့ရှိရင် were တွေပါတယ်ပေါ့အနောက်ကကျွန်တော်တို့တရားလေးရဆိုလို့ရှိရင်ဘုအရှိဆုံးကပေးထားတဲ့ formula ဖြစ်ပါတယ်အဲ့တော့ continuous လို့ပြောလိုက်တဲ့ formula လေးကိုဒီမှာ be plus verb ing ဆိုတော့သိရင်ဒီသုံးခုကိုဖြေလို့ရမယ်ပေါ့နော် အဲ့တော့နောက်တစ်ခုကဘာလဲဆိုရင် perfect tense perfect tense မှာလည်းတူတူပဲ perfect ဆိုတာဘာလဲမြန်မာလိုကတော့ဒီမှာခလေးတွေကိုပြီးဖူးထားပြီးပေါ့အကြောင်းအရာတစ်ခုကိုစလုပ်ခဲ့တယ်ပြီးလို့ရှိရင်ပြီးသွားတဲ့အခြေအနေတစ်ခုဆိုလို့ရှိရင် perfect tense ကိုသုံးလေးရှိတယ်ပေါ့သူကတော့ဘာလဲဆိုလို့ရှိရင်အမြဲတမ်း verb to have plus verb 3အဲ့တော့ verb 3ဆိုတာဘာလဲဆိုတော့အလုံးသိရတဲ့အတိုင်း past participle အတိုးဆိုလို့ရှင်တော့ pp ပေါ့နော်အဲ့လိုမျိုးခေါ်တယ်။အဲ့တော့ဒီမှာလေးပဲကျွန်တော်တို့ကဘာလဲဆိုလို့ရှင်စက်ကြည့်ရင် verb to have မှာ has နဲ့ have က present ဖြစ်ပြီးတော့မှာ had had က past tense ဖြစ်တယ်။ဒါကြောင့်မလို့ present perfect ဆိုလို့ရှင်ကျွန်တော်တို့ယူရမှာဘာလဲဆိုရင် has have plus verb 3ပေါ့နော်။ past ဆိုလို့ရှင် had plus verb 3ကိုယူရတာဖြစ်ပါ ယ်အဲ့တော့ future မှာကျတော့ဆိုဆိုလိုပဲ well plus ဟိုအရှိမပေးထားတယ်ဒီ perfect tense formula ဖြစ်တဲ့ have plus plus ကိုဒီမှာထည့်လိုက်ရမယ်ဒါဆိုရင်ဒီ formula ကိုသိလို့ရှိရင်နောက်က quality ထည့်လို့ရမယ်ပေါ့နော်နော်နောက်တစ်ခုတော့နောက်ဆုံးတစ်ခုတော့ပါလဲဆိုရရှင် perfect continuous ပေါ့ဒီ perfect continuous ကကြတော့ပါလဲဆိုရင် perfect နဲ့ continuous ကိုနှစ်ခုပေါင်းထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ continuous ဆိုလို့ရှိရင်ကျမတို့ဒီမှာဗာနဲ့အဆုံးသတ်လဲဆိုရင် verb ing ပေါ့ နောက်က perfect ဆိုလို့ရှိရင် half plus 53 pm အဲ့တော့ continuous ရဲ့ရှေ့မှာလည်းပဲကျွန်တော်တို့က back to b အနေနဲ့ပါရလေပေါ့နော်ဒီ half ရဲ့နောက်ကလည်းပဲပါလဲဆိုရင်53ရဲ့လိုက်ရလေဆိုတော့ဟောဒီ BE blue ဆိုတဲ့ဟာကိုကျမတို့ကပုံစံပြောင်းရင် web3 ဖြစ် BE ရဲ့ bin ဆိုမှထည့်လိုက်တာဖြစ်တယ်ပေါ့နော်ဒါကတော့သူ့ရဲ့ formula ရှင်းလင်းချက်ဖြစ်ပါတယ်ဒါဆိုရင်စွမ်းနာလိုပဲ has နဲ့ have က present ဖြစ်တဲ့အကြောင်းကို has have bin plus verb ing past ဆိုလို့ရှိရင် had bin plus verb ing future မှာတစ်ချက်ကြည့်မယ်ဆိုရင် will plus have bin plus ဒီ formula လေးကိုတွားပြီးတော့ထည့်လိုက်တာဒါဆိုလို့ရှိရင်အလုံးရှင်းမဲ့တင်တယ်နော် tense နှစ်ခုကအဓိကကာလကြီး၃ခုဖြစ်တဲ့ present ရဲ့ past ရဲ့ future ရဲ့အဲ့ဒါ ရဲ့အခြေအနေလေးခုရဲ့ကိုမြောက်ပြောမှာ12 tenses ဆိုလို့မှဖြစ်လာတာနောက်တစ်ခါကျ simple ကတော့ verb 1ရဲ့ verb 2ရဲ့ future ဆိုလို့ရှင်းတယ် continuous ရဲ့ perfect tense ရဲ့ perfect continuous မှာကျမတို့အရေးကြီးတာကဘာလဲဆိုရင်ဒီ formula လေးတွေကိုသိဖို့လိုပါတယ် present ဆိုလို့ရှင် verb 2ပြီးမှ amateur တွေနောက်က quality လေးတွေမှာ ဖြည့်ပေးရမယ်အရေးအကြီးဆုံးကတော့ဘာလဲဆိုရင် future tense အများဆုံးအပြင်လွယ်တဲ့တာဖြစ်တဲ့တဲ့ကြောင့်မို့အရှိတွေမှာ future ဆိုရင် will be plus verb by ing will have plus verb 3 will have pain plus ဘာပိုင်နေနေဆိုရင် core tension တစ်ခုလုံးကိုအလွယ်ကူဆုံးနဲ့အញ្ញံတော့မှတ်မိမယ်လို့ပြောကြည့်ပါလေနော်ကျေးဇူးတင်ပါတယ်နောက်တစ်ခါမှလက်ကျင်ခံလေးနဲ့ပြန်လာခဲ့ပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်